။ဒါလေးအမေအခုပြောပြမယ်အကြောင်းအရာကိုအမြဲမှတ်ထားပေးပါ။ဘသူနဲ့မဆိုဆက်ဆံရေးကောင်းရင်တောင်မှ မပြောသင့်တဲ့အရာလေးမျိုး။နံပါတ်၁မိသားစုဝင်တဦးတယောက်ကိုမှ သူများရှေ့မှာနှိမ်ပြီးမပြောရဘူး။ကိုမိသားစုကိုနှိမ်နေဆိုတာဟာကိုကိုကိုနှိမ်လိုက်တာနဲ့အတူတူပါပဲ။နောက်ပိုင်းဘသူမှမလေးစားပဲလူတကာရှေ့မှာမိသားစုတစ်ခုလုံးရည်စရာကြီးဖြစ်သွားလိမ့်မယ်။ နံပါတ်1မိသားစုရဲ့ဝင်ငွေအကြောင်းကို သူများရှေ့မှာမပြောပြရဘူးဝင်ငွေများတယ်လို့ပြောပြရင်ကြားတဲ့သူကမနာလိုဝင်တိုးဖြစ်မယ်ဝင်ငွေကနည်းတယ်လို့ကြားရင် အထင်သေးခံရအောင်မှာဒါကြောင့်မပြောဘဲနေတာဟာညံရှိတဲ့လုပ်ရက်ပဲနံပါတ်3မပြီးစီးသေးတဲ့ရည်မှန်းချက်တွေကိုဘယ်သူမှမပြောပါနဲ့တိတ်တိတ်လေးလုပ်ပြီးအောင်မြင်မှုကိုပြသပါညီတော်မှလူတိမှမဟုတ်ပဲ။ အောင်မြင်ပြီးလူတိုင်းအံ့အားသင့်ဖို့ပဲလိုတယ်။နောက်ဆုံးအချက်ကကိုယ့်ရဲ့လျှို့ဝှက်ချက်နဲ့အားနည်းချက်တွေကိုမပြောပါနဲ့။နောက်တစ်ချိန်မှာလူတွေနဲ့အဆင်မပြေဖြစ်လာရင်ဒါတွေဟာအတုံးချခံရမယ့်ပြောကွက်ဖြစ်လာလိမ့်မယ်။သူများစားကွက်ဖြစ်ဖို့ကိုဟာကိုဖန်တီးလိုက်တာနဲ့အတူတူပါပဲ။ဒါလေးမှတ်ထားမယ်နော်။